သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ဂျွန်လ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုစုံတီးကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ငါကိုရှစ်တရင်အနီးဘန်ဂါရီစောက်ပြီးခန်းစစ်ပြနေတဲ့စစ်အုပ်စုပြစ်ခတ်ခံရလို့နှစ်ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းရွှေကျင်မြို့နယ်ကွန်းစိမ့်နယ်ဝင်းကန်ကြေးရွာကြားမှာရှိတဲ့ အမှတ်968တရင်နားမှာဘန်ကာတွေတိဆောက်ပြီးခံစစ်ပြင်နေတဲ့စစ်အုပ်စုဟာပြစ်ခတ်ခံရတဲ့အထက်စစ်သားနှစ်ကောင်တိတ်ဆုံးသွားတယ်လို့ဘကုတ် District People's Defense Organization ဘကုတ်ခရိုင်ပတ်ကဖတွေစီကနေသိရှိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဘန်ကာဆောင်းလုံနေတဲ့စစ်ကောင်စီတပ်သားတွေကိုဇော်လ10ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့စစ်သားနှုတ်သေဆုံးခဲ့ပြီးစစ်ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားက၎င်းတို့ကိုစစ်တောင်းမြစ်အနောက်ဘက်ကန်ရွာတွေဘက်ကိုတည်ဆောင်သွားတယ်လို့သိရပါတယ် ပြပီးချိန်မှာလက်နက်ငယ်တွေနဲ့ရုတ်တရက်ပြန်ပစ်တဲ့အတွက်သူတို့ထိခိုက်မှုရှိပါတယ်။ကျန်နာကတော့လုံခြုံရေးအခြေအနေမျိုးပြောလို့မရသေးပါဘူးလို့ဗကုတ် District People's Defense Organization ဗကုတ်ခရိုင်တရင်ပြန်ချရေးတာဝန်ခံကမောင်းကိုပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို KNLA နဲ့ပူးပေါင်းအဖွဲ့ဗကုတ်ခရိုင်ပကဖာ၊ဒိုင်ဦးပကဖာ၊ကဝပကဖာ၊ UDF တပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ၈ရက်နေ့ကလည်းငါးကိုရှိတရင်ကိုကာကွယ်ရေးတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးနဲ့ရန်ကုန်လွတ်တော်ကိုစားပြုကော်မတီမှလွတ်တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းနဲ့ရန်ကုန်လွတ်တော်ကိုစားပြုကော်မတီ CRYH ကလွတ်တော်ကိုယ်စားလှယ်တွေရဲ့ဦးဆောင်အဖွဲ့တို့ဇော်လ14ရက်နေ့မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါတွေ့ဆုံမှုအတွင်းလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ရန်ကုန်လွတ်တော်ကိုစားပြုကော်မတီ CRYH ကလွတ်တော်ကိုယ်စားလှယ်တွင်ရန်ကုန်ပြည်သူ့ကာကွယ်ရေးပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးကဝန်ကြီးဌာနအနေနဲ့အထူးကထားလှုပ်ဆောင်နေတဲ့လူခွင့်ရေးချိုးဖောက်မှုအချက်အလက်ကောက်ယူနေမှုအခြေအနေတွေမြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေရဲ့လှုပ်ဆောင်နေမှုအခြေအနေတွေ နိုင်ငံတကာတန်တမန်လမ်းကြောင်းတွေကနေတဆင့်အကြမ်းဖက်စစ်အုပ်စုကျူးလွန်တဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့တရားမျှတမှုပေါ်ဆောင်နေမှုအခြေအနေတွေအဆရှိတာတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေပြည်သူ့ကာကွယ်ရေးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေကလည်းသိရှိလိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအပြန်အလှန်မေးမြန်းဖြေကြားမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်ရဟတ်ရင်နှစီးကိုပစ်ချခဲ့တဲ့ရဲဘော်များကိုငှက်သားကြိုက်သူလေးများအဖွဲ့ကကြက်သိန်းတရာဂုံပြုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မျိုးတိန်စစ်စင်ရေဖော်ဆောင်နေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNA နဲ့မဟာမိတ်ပူးပေါင်းတပ်ကစစ်တပ်ရဟတ်ရင်နှစီးကိုထိမှန်အောင်ပစ်ချခဲ့ရမှာအဲ့ဒီလိုပစ်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်များကိုငှက်သားကြိုက်သူလေးများအဖွဲ့ကကြက်သိန်းတရာဂုံပြုတ်လွန်ငွေပေးပို့ခဲ့ကြောင်း KNA စစ်ရုံးချုပ်စစ်ရေးဌာနရဲ့ကျေးဇူးတင်လွှာမှာဖော်ပြထားပါတယ်။ KNA စီရေးဗိုလ်မှူးချုပ်တအူးလက်မှတ်ထိုးထားတဲ့အဆိုပါစာကိုကချင်တရင်ဌာနအချုပ်ကစတင်ဖော်ပြလာရမှာစာမှာအမှန်ဖြစ်ကြောင်းကချင်တရင်အရေးမြစ်တအူးကအတည်ပြုပါတယ်အလူရှင်တွေရဲ့လှည့်ဝက်အမိဟုအဆိုပါတရင်အရေးမြစ်ကကျေးဇူးတင်လွှာမှာပါရှိတဲ့ငှက်သားကြိုက်သူလေးများအဖွဲ့ရဲ့အမိကိုရည်ညွှန်းပြောပြပါတယ် KIA စီရေးဌာနချုပ်ရဲ့မေလ29ရက်နေ့စွဲပါစာမှာငှက်သားကြိုက်သူလေးများအဖွဲ့မှာ ဗမုံစစ်မျက်နှာမှာစစ်ကောင်စီရဲ့ရဟယင်အပစ်ချခဲ့တဲ့စစ်တီများအတွက်ပေးပို့ကူညီတဲ့အလူငွေကြက်သိန်းတရာကိုမေလ28ရက်နေ့မှာ KNAC ရုံးချုပ်ကလက်ခံရရှိတယ်လို့យေတာထားပါတယ်။တော်လန်ရေးမှာပါဝင်ကူညီမှုအပေးများစွာကျေးဇူးတင်ရှိကြောင်းဂုံပြုတ်မှတ်တမ်းတင်အပ်ပါသည်လို့យေတာထားပါတယ်။အဆိုပါစာနဲ့ပတ်သက်ပြီး KNA သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူကြီးနော်ဘူးထန်းကိုသဘောထားမှတ်ချက်မေးမြန်းထားပြီးအဆက်အသွယ်တော့မရရှိသေးပါဘူး။ KNA နဲ့မဟာမိတ်ပူးပေါင်းတက်များဟာ မေလ20ရက်နေ့ကဗမော်စစ်မြေပြင်ကိုစစ်ရင်အဖြစ်တင်းရန်လာတဲ့စစ်ကောင်စီရဟတ်ရင်3စီးအနက်2စီးကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ရမှာတစီးဟာရင်းနေမာပင်ရွှေကုန်းနဲ့15မိုင်ခန့်အကွာတောရင်းတနေရာမှာပြက်ကျခဲ့ပါတယ်။ရဟတ်ရင်ပေါ်ပါလာတဲ့စစ်တပ်အရာရှိအလုံးနဲ့သိမ်းဆုံးခဲ့ပါတယ်။ကျန်တစီးကတော့ရွှေကုန်းမြို့မှာရှိတဲ့စစ်ကောင်စီတပ်ကိုအရေးပေါ်ဆင့်သက်ခဲ့ရပါတယ်။အစိုးရအရေးပေါ်ဆင့်သက်ခဲ့တဲ့ရဟယင်ကိုလည်း KNA ပူးပေါင်းတပ်ကမေလ22ရက်နေ့မှာ drone နဲ့ပစ်ခတ်ခဲ့ရမှာရဟယင်ပျက်စီးခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လိုင်းရဲ့အဖွဲ့များကစစ်တပ်တိုက်လေရင်ရဟတ်ရင်များကိုအ ਨੇ စုံဆက်နက်စီးအထိပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီထဲမှာ KNA ဦးဆောင်တဲ့မဟာမိတ်တပ်များကတိုက်လေရင်နဲ့ရဟတ်ရင်၅စီးကိုပြစ်ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။နောက်တက်တင်ဆက်ပေးမဲ့တရင်ကတော့နောက်ချုံမြို့နယ်နေရာ၃ခုကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုံမြို့နယ်ရွှေသွန်းကြီးရွာ၊ကံကြီးကြီးရွာ ိန်နေကုန်းနဲ့ညောင်တော့ကြီးရွာဘက်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေကြောင်းတောင်းတီရနယ်လေးကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ23ရက်နေ့မွန်လယ်12:20မိနစ်အချိန်နောင်ကျုံမြို့နယ်ရွှေသွန်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး35လုံး drone နဲ့ဘုံး12လုံးပစ်ကူတိုက်ခိုက်ခဲ့ကြောင်းအလားတူပိန်နေကုန်းနဲ့ညောင်တော့ကြီးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့တအောင်းတက်မတော် TNL လေးတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး41လုံးနဲ့ drone နဲ့ဘုံ9လုံးကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့အတူဇွန်လ12ရက်နေ့ကလည်းကန်ကြီးကြီးရွာဘက်မှတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး90လုံးနဲ့ drone ဘုံ15လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကငလင်တန်သင့်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်ဆင်ခြင်းများပြုလုပ်မှာမဟုတ်ပဲတပတ်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းထက်တိုးထားစင်မှာစစ်ကောင်စီကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်တယ်လို့ TNL ကဆိုပါတယ်စစ်ကောင်စီရဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးတပ်ထိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနေလမ်းများလိုက်နာဆောင်ရွက်ပေးရန်လိုအကြောင်းပြည်သူများကို TNL ကအသိပေးပန်ကြားထားပါတယ် အကြံဖတ်စစ်ကောင်စီကငလင်ပြန်လေထူထောင်ရေးအတွက်ဇွန်လတလလုံးအပြည့်ခက်ရက်စဲကြောင့်ကြီးညာထားတဲ့ဂျာမန် TNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပြူစောတိပြည်သူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုထောက်ခံခြင်းနဲ့လိုင်စင်မဲ့ရင်များစစ်ကောင်စီကပြန်စီနင်းခွင့်ပြုလိုင်စင်မဲ့ရင်စီနင်းနေတဲ့ပြည်သူများကိုတော့စီမံချက်နဲ့ဆက်လက်ဖမ်းဆီးရေးယူနေကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီက တန်ခါများကိုလိုင်စင်မဲ့ရေများစီးနင်းခွင့်ပြုပြီးနောက်ပြူစော်တီပြည်သူစစ်စစ်တပ်နဲ့ရဲများအပအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ကန်ချက်နဲ့လိုင်စင်မဲ့ရေများပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ဇွန်လ၁ရက်နေ့မှာစတင်ပြီးတနင်္ဂနွေလုံးမှာပြည်သူများကစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့စိုက်ကယ်များကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးခဲ့ကြောင်း သူရမှာတော့ဇွန်လ၄ရက်နေ့မှာတန်ကာများနဲ့ဘုံကြီးကျောင်းများအတွက်အုံပြုတ်နေတဲ့ RLG အမှတ်တစိတ်တက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ကာနိုင်ငံကအဖွဲ့ရဲ့ထောက်ခံချက်နဲ့မင်းအောင်လိုင်ကပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်းရင်းနောက်ဇွန်လ၁၂ရက်နေ့မှာစတင်ပြီးပြူစောတီပြည်သူစစ်စစ်တပ်နဲ့ရဲများအပအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတပ်ဆိုင်ရာဌာနများနဲ့လုံခြုံရေးတာဝန်ရှိသူများရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့စိုက်ကဲနဲ့ကားများပြန်လည်စီးနင်းခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်။ ဝန်ထမ်းဆိုရင်တက်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါရမယ်။လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နေမြေတက်နယ်မှုရဲ့ထောက်ခံချက်ပါရမယ်။နေမြေရင်းနှင်းရင်းနဲ့ရေစကန်းမှာစည်ရင်းသွင်းအကြောင်းကြားရမယ်ဆိုရင်စီးနှင်းလို့ရပြီ။တက်ဆိုင်နဲ့တိုင်းပြည်နယ်နဲ့မြို့နယ်တွေအတွင်းမှာဝတ်တောက်ပေးမယ်။ဌာနဆိုင်ရာလုပ်ငန်းတွေအတွက်စီးနှင်းခွင့်ပြန်ရတယ်။နေကျော်တော့မရဘူး။စီးနှင်းချိန်မှာတာဝန်ချိန်အတွက်စီးနှင်းတာမျိုးပဲခွင့်ပြုတာလို့ဘကူတိုင်းထွေအုပ်နဲ့နှိစက်တဲ့တရင်အရေးမြစ်ကပြောဆိုပါတယ်။ ဌာနဆိုင်ရာများကိုထောက်ခံချက်နဲ့လိုင်စင်မဲ့ရင်းများပြန်လည်စီးနင်းခွင့် ပြုရမှာအထူးကအပြင်စိုက်ကဲများကိုပြန်လည်ခွင့်ပြုပေးနေခြင်းဖြစ်ပြီးရခိုင်ရှိရင်းစွဲလိုင်စင်မဲ့ကားနဲ့ရင်းများကိုတော့ဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးချွင်းချက်အနေနဲ့ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်တို့ရမှာတော့ပြည်သူများကိုတော့လိုင်စင်မဲ့ရင်းနဲ့ကားစီးနင်းမှုများကိုဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးထောင်တန်းနဲ့ငွေတန်းများချမှတ်ကလိုင်စင်မဲ့ကားနဲ့ရင်းများကိုလည်းတင်ဆက်ကြောင်း မင်းအွန်လိုင်းရဲ့အမိန့်ညွန်ကြားချက်ကြောင့်နိုင်ငံတော်မှလိုင်စင်းမဲ့ကားနဲ့ယင်ဖန်ဆီးမှုကိုအကြောင်းပြုပြီးစစ်တပ်ရဲအပအဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေညစ်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းစုံစမ်းသိရှိရပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုတ်လုခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြံဖတ်မင်းအွန်လိုင်းကလိုင်စင်းမဲ့ကားနဲ့စိုက်ကဲများစီးနင်းမှုများကိုဖော်ထုတ်သွားရန် လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနေနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနစ်နာမှုရှိမိဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနေမှုမရှိစေရေးကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့အစ္စရေးကိုကုရဲ့ American Britain ပြင်သစ်စစ်စခန်းတွေကိုတိုက်ခိုက်မယ်လို့အီရန်ချင်းချောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် အစ္စရေးကိုကူညီနေမယ်ဆိုရင်အရှိအလေပိုင်းဒေတာထဲမှာရှိနေတဲ့အနောက်နိုင်ငံတွေရဲ့စစ်အခြေစိုက်စခန်းတွေနဲ့ကုန်သွယ်ရည်ကြောင်းတင်မောတွေကိုပြစ်မှတ်ထားတိုက်ခိုက်ရလိမ့်မယ်လို့အီရန်ကချင်းချောက်ပြောကြားလိုက်ပါတယ်။ဇွန်လ17ရက်နေ့မှာအီရန်နိုင်ငံအနှံ့မှာရှိတဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေစစ်ရေးပြစ်မှတ်တွေကိုအစ္စရေးကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့အီရန်ကလည်းအစ္စရေးမျိုးပြတွေကိုဒုံးကျည်တွေနဲ့တုံ့ပြန်ပစ်ခတ်နေပြီးအရှိအလေပိုင်းဒေတာတွင်းကခါတီရန်ဘတ်နိုင်ငံကြားမှာစစ်ရေးပဋိပက္ခတ်တွေဖြစ်ပေါ်နေပါတယ်။ အီရန်ကိုတိုက်ခိုက်တဲ့အစ္စရေးရဲ့လုပ်ရမှာတိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘူးလို့အမေရိကန်ကထုတ်ပြန်ထားပေမဲ့သမ္မတဒေါ်နယ်ထရမ့်ကတော့မဟာမိတ်အစ္စရေးကိုကာကွယ်ရမှာတော့အမေရိကန်ကကူညီနိုင်မယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိမှာလည်းအမေရိကန်ဟာအစ္စရေးစီကိုအီရန်ကနေပစ်ခတ်လိုက်တဲ့ဒရုန်းတွေနဲ့ဒုံးကျည်တွေကိုကြားဖြတ်ပစ်ချပေးနေပါတယ်။ဒီအတော်တွင်ပြင်သစ်သမ္မတအီမန်နျူရဲ့မက်ခရွန်ကလည်းအီရန်ကလက်တုံပြန်လာချိန်မှာအစ္စရေးကိုကူညီကာကွယ်ပေးမယ်လို့ဇွန်လ23ရက်နေ့မှာပြောကြားထားပါတယ်။ ရတဲ့အစိုးရကတော့အစ္စရေးကိုစည်ရည်အကူအညီပေးတာမျိုးမရှိသေးဘဲဝန်ကြီးချုပ်ကီရာစတာမာကတင်းမာမှုတွေလျှော့ချရေးကိုအလေးပေးတောင်းဆိုနေခဲ့ပါတယ်။ဇွန်လ14ရက်နေ့မှာတော့အီရန်အစိုးရမီဒီယာကနေအမေရိကန်ပြင်သစ်နဲ့ဗြိတိန်တို့ဟာအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးကဏ္ဍမှာကူညီအားဖြည့်ပေးနေမယ်ဆိုရင်ဒေတာတွေမှာရှိတဲ့အဲ့ဒီနိုင်ငံတွေရဲ့စစ်စခန်းတွေနဲ့တင်းမောတွေကိုပိတ်မထားတိုက်ခိုက်သွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ ဒါဟာအစ္စရေးရရှိနေတဲ့အကူအညီတွေကိုဟန်တားဖို့အီရန်ရဲ့အာတုံးမှုတစ်ခုဖြစ်နိုင်ပေမယ့်ကြီးမားတဲ့အလောင်းစားတစ်ခုလည်းဖြစ်နေပြန်တယ်လို့စစ်ရေးသုတေသီတွေကသုံးသပ်ခဲ့ပါတယ်။တကယ်လို့သာအနောက်မဟာမိတ်နိုင်ငံတွေကိုအီရန်ကပြစ်မှတ်ထားတိုက်ခိုက်လိုက်မယ်ဆိုရင်အဲ့ဒီနိုင်ငံတွေကိုပါပဋိပက္ခတဲ့တိုက်ရိုက်ဆွဲသွင်းတဲ့အထိပ္ပယ်ဖြစ်သွားနိုင်တာကြောင့်ပါ။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ American တန်အရာရှိ McQueen Pass ကဘယ်အစိုးရမှဒါမှမဟုတ်အစိုးရတွေရဲ့လက်ဝေကံအဖွဲ့အစည်းတွေကမှ ဒေတာရင်းမှာရှိနေတဲ့ American စစ်ကန်တွေနဲ့ American ရဲ့အခြေခံအဆောက်အုံတွေကိုမထိပါသင့်ပါဘူးလို့သတိပေးသွားခဲ့ပါတယ်။တကယ်လို့အီရန်ကအဲ့ဒီစီးကိုကြော်မယ်ဆိုရင် အကျိုးဆက်တွေကလှပမှာမဟုတ်ဘူးလို့လည်းသူကချိန်ချောက်ခဲ့ပါတယ်။ဇွန်လ14ရက်နေ့မှာတော့အစ္စရေးရဲ့တိုက်လေယာဉ်တွေဟာအီရန်ရဲ့မြို့တော်တီဟီရန်ကိုပို့ပြီးတဲတဲမဲမဲပြစ်မှတ်ထားဘုံကျဲလာခဲ့ပါတယ်။အီရန်ကလည်းအစ္စရေးရဲ့ဂျေရုဆလင်နဲ့တယ်လီဗစ်မြို့တွေကိုဒုံးကြီးတွေ drone တွေအုံလိုက်ကျင်းလိုက်ပစ်ခတ်နေပြီးနှစ်နိုင်ငံကြားလေကြောင်းစစ်စင်ရေးတွေအပြိုင်နှဲ့နေကြပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်းအီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနျူကလ িয়ার သိပ်ပံပညာရှင်တွေအပါအဝင်အသေးအပြောက်တွေဖြစ်ပေါ်ခဲ့တယ်လို့အီရန်ရဲ့လက်တုံ့ပြန်မှုတွေကြောင့်အစ္စရေးဘက်မှအနည်းဆုံး3ဦးသေပြီးဒါဇင်နဲ့ချီတန်ရရခဲ့ကြပါတယ်။အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်အရနှစ်ဖက်စစ်ရေးပဋိပက္ခစတင်ချိန်ကတည်းကအီရန်ဟာအစ္စရေးပိုင်နက်တဲကိုပယ်တင်တုံးကြီးအစင်း200ဝန်းကျင်နဲ့အဲ့ဒီထက်အရေးအတွက်ပုံများတဲ့ drone တွေနဲ့ပစ်ခတ်ခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်။ အဲ့ဒီအထက်ကအများစုကတော့အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ American Jordan တို့လိုနိုင်ငံတွေကကြားဖြတ်ပစ်ချခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ